ဒီခန်းလေးကတော့အပေါ်တခါတရာအခန်းမှာဒီခန်းလေးဆိုလို့ရှိရင်ဒါတသိန်း2000ပေါ့နော်ဒီခန်းလေးကဆိုလို့ရှိရင်တော့2ယောက်ခန်းမှာ2ယောက်ခန်းကမှ1ယောက်ကို6000ပဲကြပါမယ်ဒီခန်းလေးက2ယောက်ခန်းပဲပေါ့နော်ဒီခန်းက1ယောက်ကို8000ကြပါမယ်မိဖို့ကြမှာဆိုလို့ရှိရင်ဒါရေခဲတက်တာလည်းထားပေးထားတယ်ပြီးလို့ရှိရင်ရေတန်းနေလည်းရှိပါတယ်အဲရေတန်းနေရာလည်း free ပါပဲအားလုံးမင်္ဂလာပါရှင်ဒါဒီငုံမှာဒီတစ်ခါအဆောင်ရိုက်ပြပေးဖို့အတွက်ပေါ့နော်ဒါအင်းစိန်လမ်းမကြီးပေါ်ကတန်လမ်းမတိုင်းတာကိုရောက်နေရပါအဲကြည့်လိုက်မယ်ဆိုလို့ရှိရင် ဟာဟိုဘက်မှာလာတန်လန်းမှတ်တိုင်ပေါ့နော်အဲ့တော့တန်လန်းမှတ်တိုင်ရဲ့ဒါမြန်နေချင်းဆိုင်ဒါ VIP restaurant ဆိုရယ်စားသောက်ဆိုင်လေးရှိရပေါ့နော်အဲ့ဒီရဲ့ဘေးကဒီလန်းမှာအဲ့တော့ဒီနေရာကဒါတန်လန်းမှတ်တိုင်သားဆိုရဲအခါကြတော့ကိုဘက်ချမ်းကိုသွားရင်တော့ဒါဒုက္ခမှတ်တိုင်ရှိမယ်ဒီဘက်ချမ်းမှာဆိုဘာတာမှတ်တိုင်ရှိမယ်ပေါ့နော်အဲ့တော့မှတ်တိုင်နေတဲ့ကလည်းနီးတယ်ပြီးလို့ရှိရင်အဲဈေးကလည်းဒီအဆောင်ကနေပြီးတော့လမ်းလျှောက်သွားမယ်ဆိုရင်10မိနစ်လောက်ပဲလျှောက်ရလို့ပြောရပေါ့နော်အဲ့တော့အဆောင်ကိုတက်ကြည့်ကြပါမယ် အာအခုအဆောင်ရှိတော့ရောက်လာပြီပေါ့နော်အဆောင်ရဲ့ဆိုင်းဘုတ်လည်းဒီမှာရှိပါတယ်ဟာနေကြီးအမျိုးသမီးတိတန်အစင်းမြင့်ပေါ်တာအဆောင်ပေါ့နော်အဲ့တော့အဆောင်နဲ့အခန်းတွေတစ်ဆက်သွားကြည့်ကြပါမယ်ထမင်းချက်စားရနေရာကဒါဒီမှာနေတဲ့အဆောင်သူတွေရဲ့ဒါဒေဦးနေလို့ထမင်းပောင်းဝင်ထားတာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒါပကံဆေးဖို့ဘီစင်ပေါ့အဲတက်တက်ရက်လေးလုပ်ပေးထားတယ်ကျွေပြားရေးပိုင်းနဲ့အဲ့တော့အခန်းကတော့ဒီဘက်မှာပါအာဒီခန်းမှာဒီခန်းလေးကဆိုလို့ရှိရင်တော့နှစ်ယောက်ခန်းမှာနှစ်ယောက်ခန်းကမှတစ်ယောက်ကိုကိုးတောင်းမဲ့ကြပါမယ် အခန်းထဲမှာကတော့ဂဒင်ပါနှလုံးပါပါမယ်ပြီးလို့ရှင်တော့ပစ္စည်းတင်ဖို့ဇပွဲလေးတွေလည်းပါပါမယ်မီးလုံးလည်းပါပါမယ်ပဒင်းမောင်လေးနဲ့ဆိုတော့အလင်းရောင်လည်းကောင်းကောင်းရပါတယ်နောက်ထပ်နှစ်ယောက်ခန်းတစ်ခန်းကိုပြပေးပါမယ်ဒီဘက်ကအခန်းမှာဒီခန်းလေးရောနှစ်ယောက်ခန်းပဲပေါ့နော်ဒီခန်းကတစ်ယောက်ကို၈တောင်းကြပါမယ်ဒီခန်းမှာလည်းအလိုပဲဂဒင်ပါမယ်ပစ္စည်းတင်ဖို့ဇပွဲလေးတွေပါမယ်မီးလုံးလည်းပါပါမယ် SD ဆောင်းပါးက ASIN နဲ့တိုင်ပေးပါတယ်။ဒါရေဖို့မိဖို့ကလည်းအပီးစီးပေါ့နော်။ Wi-Fi လည်း24နာရီရပါတယ်။ခုနလိုပဲအပြင်သားဆိုဒီလိုမျိုးမီးခလုတ်လေးပါမယ်ပေါ့နော်။အဲ့တော့အခုအာနောက်ဖေးကြောင်လည်းပြပေးပါမယ်။နောက်ဖေးကြောင်ဆိုရတဲ့ဟို toilet နဲ့ရေချိုးခန်းပေါ့နော်။ဒီဘက်မှာတော့ရေချိုးခန်းပါ။ရေချိုးခန်းကတော့အုတ်ကန်လေးပေါ့နော်။ အေးစစ်စစ်ဝတ်တွေပါလဲရှော်လို့ရတယ်ရေချိုးခန်းကလည်းတော်တော်ကျပါတယ်။အာရေချိုးခန်းရဲ့ဘေးမှာတော့အတိုင်လက်ရှိပါတယ်။အဲ့တော့အခုဒါအောက်ထပ်ကအခန်းကိုရိုက်ပြလို့ပြီးသားပြီဆိုတော့အပေါ်ထပ်မှာလည်းတယောက်ခန်းနဲ့ရှိသေးတယ်ပြောပါတယ်။အဲ့တော့အပေါ်ထပ်ကိုကြကြပါမယ်။မိဖို့ကြမှာဆိုလို့ရှိရင်ဒါရေခဲတက်တာလည်းထားပေးထားတယ်။ပြီးလို့ရှိရင်ရေတန်းနေလည်းရှိပါတယ်။အာရေတန်းနေရလည်း free ပါပဲ။အပေါ်ထပ်ပေါ့။လေကားလေးကနည်းနည်းလေးခြေထောက်ချရတယ်နည်းနည်းလေးတည်ရသတိထားပေးတာ။အာဒီခန်းလေးကတော့အပေါ်ထပ်ကတယောက်ခန်းမှာ ဒီခန်းလေးဆိုလို့ရှိရင်ဒါတသိန်း2000ပေါ့နော်။ဒါတရောက်ခန်းမှာဆိုလို့ရှိရင်တော့ဒါမီးသီးပါမယ်ပြီးလို့ရှိရင်ဒီလိုမီးပလက်ခုံလေးပါမယ်ပေါ့နော်။တခြားဟိုပန်ကားတို့ပါတယ်အဲ့လို facility တွေတော့မပါပါဘူး။ဒီဆောင်းမာကဟိုကိုကြိုက်တဲ့အခန်းကိုပေါ့နော်။ကိုအောင်စိတ်ကြရွေးချယ်လို့ရပါတယ်။ အခုကဒါအဆောင်မှာရှိရင်အခန်းလေးလည်းရိုက်ရပြီးသားပြီဆိုတော့ဒီနေကြီးအမျိုးသမီးတည်တဲ့အဆောင်မှာဆိုလို့ရှိရင်ဒါတန်လမ်းမှတ်တိုင်ကနေပြီးတော့ညနေချင်းဆိုင်ကဒါ VIP restaurant ဆိုစားသောက်ဆိုင်လေးရှိရပေါ့နော်အဲ့ဒီရဲ့ဘေးကဒီလမ်းလေးထဲကနေဝင်လာလို့ရှိရင်ရောက်ပါပြီအဲ့တော့ဒီဆောင်မှာနေမယ်ဆိုလို့ရှိရင်တော့သဘောကတော့2000တင်ပေးရပါတယ်အကြောင်းတစ်စုံတရာတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ပိုင်ရှင်ကိုဒါတစ်လကျူပြီးတော့ပြောပြရပါမယ်ရှင်အဲ့တော့ဒီအမျိုးသမီးတည်တဲ့အဆောင်လေးကဆိုလို့ရှိရင်ဒါမှတ်တိုင်နဲ့နှီးတယ်ဒါဈေးနဲ့လည်းနှီးရပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါပြီးတော့ဈေးနှုန်းကဆိုလို့ရှိရင်တစ်ယောက်ခန်းဆိုလို့ရှိရင်တသိန်းစွန်းစွန်းလေးပဲရှိတယ်နှစ်ယောက်ခန်းဆိုလို့ရှိရင်တသိန်းလောက်မပြေဘူး ပေါ့နော်ဒါရေပိုးမီးဘွားလည်းအပီးစီအင်ဂျင်လည်းတိုင်ပေးတယ် wifi လည်း24နာရီရရဲဆိုတော့ဒါဘာမှပြောနေကြမလို့တော့ဘူးအဲ့တော့ဒီအဆောင်မှနေဖို့တည်းစိတ်ဝင်စားရဲဆိုလို့ရှင်တော့အခုပြလာတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်ရှင်ဒါဥမ္မာတို့ကဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပြေနဲ့နေလို့ရအောင်လို့ဒါအချိန်ကုန်ခံပြီးတော့အဆောင်တွေလိုက်ရှာစရာမလိုအောင်လို့ရိုက်ကူးတက်ဆက်ပေးရဖြစ်ပါတယ်ရှင်အဲ့ဆိုလို့ရှင်နောက်ပတ်တွေမှာဘယ်အဆောင်တွေကိုလိုက်ပြီးတော့ရိုက်ပြပေးသွားအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်